ကျွန်တော်တို့အားလုံးပဲမြင်လာပါ The Red and Fish Show ကနေပြီးတော့ကြိုးစားပါတယ်။ကျွန်တော်တို့ဘဘူးတင်းရဲ့နောက်ဆုံးရသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာအားသာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေရယ်။စင်မင်းပါ။ကျွန်တော်တို့ဘဘူးအတင်းကတော့ဒီ Premier League ပွဲစဉ်၈မှာဆိုရင်တော့အခါအသီးဆုံးပြိုင်ဘက်လို့ပြောရမယ့် Manchester United အတင်းကိုအင်ကွင်း Anfield မှာအဲ့ခံပြီးတော့ကစားရမယ်။ အဒီပွဲစဉ်အတွက်ကိုလက်ရှိကျွန်တော်တို့ဘာဘူးအသင်းမှာကဒဏ်ရာရကစားသမားတွေအရင်တုန်းကရှိခဲ့တယ်ဆိုရင်မဲ့အဒီအချိန်မှာတော့အသင်းမှာအီရာအီမာကိုနာတီးကရောလက်ရှိဂရောင်ဘက်ကရောဒီကစားသမားနှစ်ဦးလုံးကကျန်းခိုင်မှုကအပြည့်အဝဖြစ်နေပြီးတော့အဲ့ဒီပွဲစဉ်အတွက်ကိုပါဝင်ဖို့အတွက်ကတေးကြတလောက်မိပါရှိတယ်လို့လည်းအသင်းဘက်ကထုတ်ပြန်ထားတယ်ဆိုတော့မနေ့တုန်းကတော့အာနက်စလော့ပြောသွားတာရှိတယ်ဗောလေမနေ့တုန်းကတော့ဒါသတင်းစာရှင်းလင်းပွဲမှာအီရာအီမာကိုနာတီးကဒဏ်ရာပြဿနာကြောင့် နေ့တုန်းက trainee ကျမစမယ်လို့တော့ပြောထားတယ်ဒါပေမဲ့ fully fit ဖြစ်ဣမဖြစ်ဣတော့မသေးကြဘူးပေါ့လေတိုးမြန်ဒီကနေ့ရဲ့အသင်းရဲ့ trainee မှာတော့ Ibrahim Kona တိကကြန့်ခိုင်မှု100ရာခိုင်နှုန်းရှိတယ်ဆိုပြီးတော့သိရတယ်ဆိုတော့ဒါအသင်းအတွက်လာမယ့်မနက်ဖြန်ပွဲစဉ်မှာတော့အသင်းအတွက်ပွဲထွက်ကစားလာနိုင်တဲ့အခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရမယ်တော့ဒါကလက်ရှိအသင်းမှာခံစစ်မှာအားနည်းနေတဲ့အခြေအနေမျိုးမှာ Ibrahim Kona တိအသင်းရဲ့လူစင်းမှာပြန်ပါလာမယ်ဆိုတဲ့အရာက အတင်းတော့တကယ်အပေါင်းလက္ခဏာဆောင်တဲ့အရာတစ်ခု ဖြစ်တယ်လို့ပဲမြင်မိတယ်ပေါ့လေ။ဘာပဲဖြစ်ဖြစ်ဒီနေရာကိုအီရန်မှကုနာတင်းမဟုတ်ပဲနဲ့ဂျိုဘူမတ်တို့ဆော့နိုင်တယ်၊ဝါတာရူအန်ဒိုရူဆော့နိုင်တယ်။နောက်ဆုံးမြာဘရန်ဂရန်ဘက်တော့အဲ့နေရာကိုဆင်းဆော့ပေးလို့ရတယ်။မှန်တယ်ဗျဒီကစားသမားတွေဆော့နိုင်တယ်ဆိုပေမဲ့လည်းလက်ရှိအဲ့ဒီနေရာအတွက်အတင်းတော်ဆုံးကစားသမားကအီရန်မှကုနာတေးလို့ပဲထင်တယ်။ ဒါကြောင့်မို့အီဘရာဟိမကိုနာဒီပြန်ဆော့နိုင်တာကအသင်းအတွက်တော်တော်လေးကိုမှအခြေအနေကောင်းတဲ့ပို့ပြီးတော့ကောင်းလာစေတဲ့အရာတစ်ခုဖြစ်တယ်လို့ပဲကျွန်တော်ယူဆရမှာပဲပေါ့လေအဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒါမနက်ဖြန်ပွဲစဉ်အတွက်ကိုဘယ်သားသမားတွေပွဲထွက်လာနိုင်လဲအဲကိုရီးယားအသင်းရဲ့အားသာချက်ကဘာတွေဖြစ်နိုင်လဲပေါ့လေဒါတွေတစ်ချက်တော့ကျွန်တော်တို့ပြောကြည့်ရအောင်ပေါ့လေဆိုတော့ဒီနှစ်သင်းရဲ့အရင်ဆုံးထိတ်တိုက်တွဲဆုံမှုကိုပြန်ကြည့်မယ်ဆိုရင်ဒီပရီးမီးယားလိနောက်ဆုံးထိတ်တိုက်တွဲဆုံမှု၅ချိန်မှာလဘာဘူးအသင်းက၃ချိန်နိုင်ပြီးတော့၂ချိန်သေးကြထားတယ် ရှုံးထားတာတော့မရှိဘူးပေါ့လေရှုံးထားတာကလည်းဘာဘူးအသင်းကပရီးမီးယားလိနောက်ဆုံးထိတဲ့တွေ့ဆုံမှု5ချိန်မှာ5ချိန်လုံးရှုံးမထားဘူး3ချိန်နိုင်ထားတယ်2ချိန်သေဆိုတဲ့ရလက်ကိုကျွန်တော်တို့ဖန်တီးထားနိုင်တယ်တိုးပေမဲ့အန်ဖီးမှာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကိုမနိုင်တာက2နှစ်ရှိတော့မနှစ်ကဆိုရင်လည်းကျွန်တော်တို့တူတူနဲ့တည်ကြတယ်အဲ့ဒီ6နှစ်ကလည်းဂျီဂျီနဲ့တည်ကြတယ်ဆိုတော့2နှစ်လုံးတည်ဖို့ပဲကျွန်တော်တို့ဥတည်သွားခဲ့ဒါပေမဲ့မနှစ်စကဆိုရင်ကျွန်တော်တို့လိုပါဘူးအသင်းကတကယ်ပုံမှာအကောင်းဆုံးဖောင်းအကောင်းဆုံးဆိုတဲ့အနေထားကိုပိုင်ခဲ့တာနော် ။ဒါကလည်းတစ်ဖက်ကပြန်ပြန်အသင်းကလည်း Manchester United ဆိုတော့ဗျ United ကကျွန်တော်ကိုယ်လည်းအကုန်လုံးတည်တယ်ကျွန်တော်လည်းအကုန်လုံးတည်တယ်။ဘယ်အသင်းနဲ့ဘလောက်ထိအောင်စုပ်ပြတ်တက်နေပါစေအောင် Liverpool နဲ့တွေ့လို့ရှိရင်အမြဲတမ်းသူတို့ကဘာလဲဆိုတဲ့ပြတတ်တဲ့အသင်းမျိုးတွေမှာပါတယ်။ဆိုတော့နည်းနည်းလေးဘယ်လိုမလဲတစ်ခါလေကြာမရှိရင်မထင်မှတ်တဲ့သူတို့ရဲ့ response ပြန်လုပ်တဲ့ပုံစံတွေကိုကျွန်တော်အသင်းအနေနဲ့ကတစ်ခါတစ်ခါကြာရင်ကြုံရတယ်။မနစ်ကတူးတူးတည်ကြသွားရင်ညမှာလေဒီဒီတိုင်းပဲ။ ်နောက်ဆုံးမှာကျွန်တော်တို့အသင်းကကံကောင်းလို့မရှုံးခဲ့တာလို့တော့မနစ်ကပြောလို့ရတယ်။ဒါဆိုတော့ Harry Maguire ရဲ့ပိတ်သွင်းလိုက်တဲ့အလုံးကတော်တော်လေးကိုမှအံ့ဩစရာကောင်းတော့အောင်လွဲချော်သွားလို့နော်။ဒါမှသာမဟုတ်ကျွန်တော်တို့အသင်းကတေချာပေါင်းအရှုံးနဲ့ရင်ဆိုင်ရမှာ။ဆိုတော့မနစ်ကလည်းကျွန်တော်တို့တေချာခဲ့တယ်။ Asian နှစ်မှာလည်းတေချာခဲ့တယ်။ဆိုတော့နှစ်နဲ့ဆက်တိုင်း Anfield မှာတေချာသွားပြီ။ဒါဒီနေရာမှာလည်းကျွန်တော်တို့ဘာဖို့အသင်းကနောက်ဆုံးကျွန်တော်တို့အသင်းက၃ပွဲမှာဇက်တိုင်းအရှုံးနဲ့ကဘာဖို့အသင်းနဲ့ Arsenal တို့ရင်ဆိုင်ထားရတယ်။ဒါက Arsenal အတွက်တေချာပေါင်း ြန်လာတဲ့နဲ့ပွဲလို့ပဲထင်တယ်။ဒါဆိုအာနက်စ်တော့ဒီပွဲမှာမပြည့်မနေဘူးပြန်လာရလိမ့်မယ်။အာနက်စ်တော့အကယ်၍ဒီပွဲစဉ်မှာမှပြန်မလာနိုင်ဘူးဆိုရင်သူနဲ့ပတ်သက်ပြီးတော့သတင်းစာတွေမှာခေါင်းကြီးနေရာကနေပြီးတော့ထည့်ရေးခံရမယ်ထင်မှာအာနက်စ်တော့ကထိတ်ဆုံးအောင်ဖြစ်နေပြီ။တော့တေချာပေါ့ဒီပွဲမှာအာနက်စ်တော့အနေနဲ့အိမ်ကွင်းမှာပြန်လာရလိမ့်မယ်။ရှေ့မှာတော့ဗျာထားလိုက်တော့ခရစ်စတယ်ဘဲလေးကိုအဝေးကွင်းမှာသွားရှုံးနေ။ ဂါလတာစာရီကိုအဝေးကွင်းမှာချန်ပီယံလိမ့်မှာသွားရှုံးတယ်ဒါတွေကတိတ်ပြီးတော့မပြောလို့ဘူးရတယ်ချယ်ဆီကိုရှုံးတဲ့အထိကိုကျွန်တော်တို့လက်ခံပေးလို့ရတယ်ဒို့ပေမဲ့ယူနိုက်တက်ကိုအိမ်ဝင်းမှာရှုံးတာကတော့ဒါမှဖြစ်သင့်တဲ့အထက်မှာပါတယ်ပေါ့လေတိုးမဲ့လည်းဒါကိုကျွန်တော်တို့ကစောင့်တော့ကြည့်ရဖို့လိုသေးတယ်ဘာလို့လဲလက်ရှိမှာကိုရီအင်းကလည်းဖောင်ကောင်းနေတာမဟုတ်တလို့ယူနိုက်တက်အင်းကလည်းဖောင်ကောင်းနေတာမဟုတ်သူတို့ဘယ်ဟာဦးမှဗျာယူနိုက်တက်အင်းဆိုရင်ဘယ်အောင်မှပုံကျွန်တော်တို့ပုံတည်တွက်လို့မရအောင်ဘာလို့လဲကျွန်တော်တို့ရာသီအဆမှာယူနိုက်တက်အင်းကအာဆင်နယ်အင်းကိုကစားသွားခဲ့တဲ့ပုံစံဘလောက်ကောင်းလဲ အာဆင်နယ်ကိုသူတို့ကစားပြသွားတာဗျာဘလောက်တီးအောင်ကောင်းလဲသူတို့ကံမကောင်းခဲ့လို့ဒါရှုံးသွားတာဗျာအ ਨੇ ဆုံးသူတို့ကအဲ့ဒီပွဲစီမှာတေရရလည်းနဲ့ထိုက်တန်တယ်ဒါက United အသင်းကယာစီအစမှာသူတို့ပြခဲ့တာဒါပေမဲ့သူတို့ရဲ့ဒုတိယမြောက်ပွဲတဲ့ဖြစ်တဲ့ Fulham တို့နောက်ထပ် Burnley တို့ Brentford တို့မှာဒီလိုမျိုးပုံစံနေနေသူတို့ထပ်မပြတော့ တော့ပြောရတာတော့ခက်တော့ခက်တယ်ပေါ့ဒါပေမဲ့လေအာမိုရင်အနေနဲ့ကလည်း United ကတေချာပေါ့အန်ဖီမှာတခုခုလုတ်ပြနိုင်ပါမယ်လို့သူသတင်းစာရှင်းလင်းပွဲမှာပြောထားတယ်ဆိုတော့ဒါကိုလည်းကျွန်တော်တို့သတိတော်ထားရမှာပေါ့လေအတို့ဆိုပြန်ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဘာတွေအားသာနိုင်လဲဒါတွေကိုကျွန်တော်တို့ဆက်ပြီးတော့ပြောကြည့်အောင်ပါရီအားသာနိုင်လဲဆိုတော့ကျွန်တော်တို့အသင်းကဒီဟာဒီမှာခံစစ်ကတော့တေချာပေါ့အားသာမှာမဟုတ်ဘူး။ဘာလို့ဆိုတော့ရှင်းရှင်းလေးပြော တိုင်းစစ်က73ကိုရပြီးတော့ခန်းစစ်ကပိုးပိုးပြန်ပေးထားတဲ့အသင်းကခန်းစစ်ကောင်းငယ်လို့ကျွန်တော်တို့သွားပြီးတော့ဖင်ပိတ်ငင်းလို့မရဘူးဗျာဒါကရှင်းရှင်းလေးကျွန်တော်တို့အသင်းခန်းစစ်မကောင်းဘူးဒါကိုဝန်ခံရမယ်ကျွန်တော်တို့ခန်းစစ်ကတကယ်တမ်းအားနည်းတယ်ဒါကအားသာနိုင်တဲ့အချက်မဟုတ်ဘူးကျွန်တော်တို့အားသာနိုင်တဲ့အချက်ကဘာဖြစ်နိုင်မလဲအဲဒီမှာပြန်တွေးကြည့်မယ်ဆိုရင်ကျွန်တော်တို့ကွင်းလေကတော့တိတိတပါကိုအပါစီရနိုင်တယ်ဒါကိုတော့ကျွန်တော်တို့မျှော်လင့်လို့ရတယ်ဗျာဘာကြောင့်လဲဆိုတော့ United အသင်းကသူတို့ကသူတို့ရဲ့ formation က343 သူသူတို့ရဲ့ off the ball movement မှာသူတို့က5 2 3နဲ့ကစားတယ်။ဒါကိုကျွန်တော်တို့ပြီးခဲ့တဲ့ Premier League ပွဲစဉ်9ပွဲလုံး United ဒီတိုင်းကစားတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်။ ဆိုတော့ဒီလိုမျိုး shape ကိုသူတို့ကပြောင်းလဲလာမယ့်ပုံစံမရှိနေဘူး။အမောရင်ကလည်းရှင်းရှင်းလေးသူ့ကိုထုတ်ရင်ထုတ်၊သူ့ကိုမထုတ်ရင်ဒီစနစ်ကိုသူပြောင်းမှာမဟုတ်ဘူး။အဲ့တော့ကျွန်တော်တို့ကြိုပြီးတော့တွတ်ထားလို့ရတာကတော့သူတို့ရဲ့ off the ball movement က5 3 5 2 3သူတို့ ball possession ရနေတဲ့အချိန်မှာသူတို့ကစားနဲ့ပုံစံကဒါ3 5 2လည်းဖြစ်နိုင်တယ်။တခါလေကြလို့ရှင်သူတို့3 4 3လည်းပြန်ပြီးတော့ short ဆိုတော့သူတို့ရဲ့ off the ball movement ညီမတေချာပေါ့ကျွန်တော်တို့အသင်ကအပါစီရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။ ဒီညမှာပြောစရာကြီးတော့ရှိတာပေါ့လေ။ဘာဖြစ်လာမလဲဆိုတော့အော်မင်းတို့ off the ball movement ဆိုရင်လည်းကျွန်တော်တို့ကကိုရီတင်းကတိုက်စစ်စင်နေမှဒါကိုရီတင်းကအများတန်းဘောလုံးကင်ပြီးတော့ pick up နဲ့ပွဲစဉ်မှာလည်းဘောလုံးနဲ့ကင်ပြီးတော့ဘာမှလုံနိုင်တာမဟုတ်ဘူးလို့ပြောစရာတော့ရှိတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်ကတေချာပေါ့ကျွန်တော်တို့ကွင်းလည်းကတေချာပေါ့အလုတ်တစ်ခုခုလုတ်မယ်လို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲဆိုတော့ဗျဒီလိုမျိုးလိဗာပူးအသင်းကတေချာပေါ့ဒီလိုမျိုးကစားတဲ့ပြိုင်ဘက်ကိုလိုချင်နေတာဗျ။အာနက်စတော့ကဒီလိုမျိုးကွင်းလည်းမှာအသာစီးယူပြီးတော့ပြိုင်ဘက်ရဲ့ defend ကို defend line ကိုကောင်းကောင်းကြီးဒုက္ခပေးခြင်းနဲ့ဒီပြတယ်မှာ anishlock ကပါတယ်ဗျာဆိုတော့ anishlock ဒီအရာတွေကိုအသုံးချပြီးတော့ဘလောက်ထအောင်လုပ်ပြအဲနောက်ထပ်တစ်ချက်ကကျွန်တော်တို့အသင်းမှာစောင့်ကြည့်ရမယ့်ကစားသမားက front vs ရှိတယ် front vs ဆိုတာကလက်ရှိအနေထားမျိုးမှာသူက bulgaria အရန်ကောင်းတဲ့ကစားသမားဖြစ်တယ်အဲသူရဲ့ champ creamy ဘိုင်းနဲ့အရန်ကောင်းနေသူက hasbey မှာ andy အများဆုံးကစားသမားဖြစ်တယ်ဆိုတော့ဒီလိုမျိုး hasbey အများကြီးရမယ် bulgaria တွေသူအများကြီးလှုပ်ခွင့်ရမယ် ပြန်ပန်အသင်းနဲ့သူတွေ့ရမှာဖြစ်တဲ့အတွက် from react ကြီးကကျွန်တော်တို့ twin go သုံးဖို့အစ်စ်ကြီးစာပြီးတော့မျောလင်းလို့ရပြီလို့ထင်တယ်ဆိုတော့ from react ကိုတော့ကျွန်တော်တို့တည်ကြပါအောင်စောင့်ကြည့်သွားရမယ်ဆိုတော့ဒီနေ့တင်းရဲ့ပွဲထွက်လူစီရင်အချင်းအခင်းချင်းကိုကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဘာကူတင်းကတော့တေချာပေါ့ဂိုးသမားနေရာမှာတော့မမတက်ရှိလီပဲပွဲထွက်လာမှာဆိုတော့ဂိုးသမားမနေရာမှာမမတက်ရှိလီရှိမယ်တော့ရဲ့နောက်တန်းခန့်စင်နေရာမှာဆိုရင်တော့ပြောစရာတော့နည်းနည်းရှိရပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီညာနောက်ခန့်နေရာမှာဖရင်ပေါင်ကိုသုံးပါလားဘရက်ဒလီကိုသုံးပါလားဒိုမီနစ်ဆိုဘလန့်ကိုသုံးပါလား ဒါမဲ့ dominant support line ကိုသုံးမယ်ဆိုတော့ကျွန်တော်တို့ကွင်းလည်းမှာတော့နည်းနည်းလေးလိုအပ်ချက်ရှိမယ်။ဒါကြောင့်မလို့ dominant support line ကိုမသုံးတော့ဘူးလို့ထင်တယ်။အိမ်ဝင်းလည်းဖြစ်နေတဲ့အတွက် frame bound သုံးမဟုတ် bradley ကိုပဲသုံးလာမယ်လို့ထင်တယ်။အလဲကတော့ ibrahima kona t နဲ့ vage ban တိုက်ပဲပွဲထွက်လာမှာ။အဲဆိုတော့ ibrahima kona t ကဒါဒီနေ့ training အရဆိုရင်တော့သူမနက်ပြန်ပွဲစဉ်မှာတေချာပေါက်ပွဲထွက်လာမှာ။ဆိုတော့ ibrahima kona t နဲ့ vage ban တိုက်ရှိမယ်။အဲ့တော့ဘုသင်းရဲ့ဘယ်နောက်ခံနေမှာတော့ဒါမီလိုကာကပ်ပဲပွဲထွက်လာမယ်လို့ထင်တယ်။ဒါဆိုအန်ဒရူရောဘတ်ဆင်က तू ဘလောက်တောင်ခရော့ဒီကောင်းနေပါစေ။အိုး तू ကိုပွဲချင်းအနေငယ်ပဲသုံးမှာ။ပေတာပေါ့မိနစ်60ဘလောက်မှာလူလဲတာမျိုးဒီလောက်ပဲ understand နေလဲပေးသုံးမယ်လို့တော့ထင်နေ။ဘာလို့လဲဆိုတော့ तू တဖြည်းဖြည်းကားကက်ကိုအသုံးချလာတယ်။ကားကက်ကိုအတင်းနဲ့အံဝင်လာအောင် तू လှုပ်လာတယ်။ဆိုတော့အဲ့ဒီနေရာကတော့ကားကက်လိုပဲထင်နေ။ကွင်းလယ်နေရာမှာဆိုရင်တော့ဒါ Graham Bell, Dominic Soboslai နဲ့ Florian Viet တို့ပွဲထွက်လာမယ်ထင်နေ။ဒီနေရာမှာ Alexis Mac Alexa ကတော့ line နဲ့အောက်ပေးရလိုက်အောင် အဲတိုင်ဝမ်တိုက်စစ်တွေနဲ့တောင်ပိုင်းနေရာမှာတော့အကုန်လုံးတည်ပြီးသားပေါ့လေနိုင်ငံအသင်းမှာသူရဲကောင်းဖြစ်ခဲ့တဲ့ကိုရီကပူပွဲထွက်လာမယ်မိုဆာလာပွဲထွက်လာမယ်ဒီတိုက်စစ်ညမှာရှူကူအီဂီတီကီနဲ့လာဇနာအီဆက်ဘလူးကိုပွဲထွက်လာမယ်ဒါကိုတော့ကျွန်တော်စောင့်ကြည့်သွားရမယ်ဘယ်သေးဘယ်ကစားသမားပဲပွဲထွက်လာပွဲထွက်လာကျွန်တော်နေတိတ်ပြီးတော့အရန်ကြီးပြောစရာတော့လိုမနေဘူးဒါပေမဲ့လာဇနာအီဆက်ကဆွီဒင်အသင်းနဲ့နှစ်ပွဲလုံးကိုမိနစ်60ပြီးကစားပြသွားခဲ့ဆိုတော့လာဇနာအီဆက်လည်းပွဲထွက်လာဖို့တပည့်တော်တော်လေးရာခိုင်နှုန်းများနေတယ်လို့ကျွန်တော်ထင်တယ် တော့ပြိုင်ဘက်အသင်းရဲ့ United အသင်းရဲ့ဒါပွဲထွက်လူချင်းအခင်းကျင်းကိုကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင်တော့သူတို့အသင်းကတော့ဂိုသမားနေရာမှာသူတို့အသင်းဘယ်သူကိုတုံးမလဲလက်ရှိမှာဗျာသူတို့ Lansman ကိုလည်းတုံးလို့ရတယ် Lansman ကိုမတုံးချင်ဘူးဆိုရင်သူတို့ရဲ့ပင်တိုင်ဂိုသမားရှိတဲ့ဘိုင်းနာကိုတုံးလို့ရတယ်ဒါပေမဲ့တေချာတာတခုကတော့ Lansman နဲ့ပွဲထွက်လာမယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်မှာ Sunderland နဲ့ပွဲစဉ်မှာဆိုလည်း Lansman ကတကယ်ကိုမှဒါ Lansman ကောင်းနေပြပြီးတော့ United အသင်းကိုဒါကယ်တင်ခဲ့တာ တော့ပေကြာပေါက်လမ်းမန်းလောက်ပဲပွဲထွက်လာမယ်ထင်တယ်သူတို့ရဲ့နောက်တန်းခံစီ၃ဦး၃ယောက်နေရာမှာတော့ဒါသူတို့လူရှော့ပွဲထွက်လာမယ်အဲဒါလီနီရိုရိုထွက်လာမယ်ပြီးလို့ရှိရင်နောက်ထပ်ကစားသမားတစ်ခုက delete ပွဲထွက်အောင်မယ်ထင်တယ်လီနီရိုရိုမထွက်ဘူးဆိုရင်လည်း harry maguire harry maguire ကတော့မဖြစ်နိုင်ပါဘူးအဲဆိုလူစားဝင်ကစားသမားတော့ပဲဖြစ်နိုင် ဒါကြောင့်မလို့သူဒီ linearo ပဲသုံးလာဖို့ရှိတယ်။ကွင်းလန်၄ရောက်တန်းနေရာမှာဆိုတော့သူတို့ရဲ့၄ရောက်တန်းနေရာမှာ Patrick Drogu ပွဲထွက်လာမယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီသူတို့ရဲ့ဘတ်ချက်မှာ Patrick Drogu လည်းသုံးလို့ရတယ်လို့ဒီကိုဒါလို့လည်းသုံးလို့ရတယ်။ဒါလို့က ဒါ left back ကို left side ကိုတူလို့ရတာ right side ကိုတုံးလို့ရတယ်ဆိုတော့ဆိုတော့ဒါပေမဲ့ Patrick Drew ကိုပဲဖြစ်လာဖို့ဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့လေအဲ့တော့ Queen Lane နေရာမှာတော့ဒါတို့ Bruno Fernandes နဲ့ Ugarte တုံးမလား Casemiro တုံးမလားဒီနောက်ဆုံးရသတင်းတွေကသူ Casemiro တို့ဒါနောက်ထပ် Kobe Mainu တို့ဆက်ဆိုင် Ugarte ကိုပဲတုံးကျင်တယ်လို့ပြောထားတာရှိတယ်ဆိုတော့ Ugarte နဲ့ Bruno Fernandes အတွဲကိုပဲကျွန်တော်မြင်ရဖို့ရှိတယ်ပြီးလို့ရှိရင်ညာဘက်အချမ်းမှာတော့ကျွန်တော် Blue ကိုတုံးမလဲအဲ့ညာကပြအမှန်တကယ်ဆိုရင် Mazraoui တုံးလို့ရတယ်ဗျ Mazraoui ကလည်းတို့ရဲ့တန်ရာပြဿနာတွေနဲ့ကြုံရဆိုတော့ ော့အာမတ်ကိုသုံးမလားအာမတ်ကိုသုံးလဲဆိုတော့သူတို့တေချာပေါ့ defensive action မှာနည်းနည်းလေးတော့တိုင်ပတ်မှာသူတို့အာမတ်ကိုမသုံးမနဲ့သူတို့ဓာတ်လော့ကိုပဲထပ်သုံးမလားဓာတ်လော့ကိုလည်းသုံးရင်သုံးလို့ရတာပေါ့လေသူတို့ဓာတ်လော့ပဲဖြစ်မယ်လို့တော့ကျွန်တော်ထင်တယ်သူတို့ရဲ့တိုက်စစ်သုံးခုသုံးယောက်နေရာမှာတော့ဒါဘင်ဂျမင်ဆတ်ဆူတွဲပွဲထွက်လာမယ်အန်ဘူမိုနဲ့တခုရှိတာကဗျာသူတို့ရဲ့တိုက်စစ်နေရာမှာမာတီးယက်ကုညာနဲ့မေဆင်မောင်းနဲ့ဘယ်သူကိုသုံးမလဲဒါကိုတော့ကျွန်တော်တို့တစ်ချက်လောက်တော့စောင့်ကြည့်ရမယ်ဒီနေရာမှာ မေဆင်မောင်းနဲ့မာတိယကုညာနဲ့ကပုံစံတူတိုက်ကြည့်တဲ့ကစားသမားမဟုတ်ဘူးမေဆင်မောင်းကဘောကေရီယာတွေပါတိတ်ကောင်းတဲ့ကစားသမားမဟုတ်ဘူးမေဆင်မောင်းဆိုတာကသူကစားကွက်နဲ့အခင်းချင်းနဲ့တကယ်ဆော့မယ်တကယ်တမ်းအသင်းကိုဒါကွန်ထရိုးလုပ်ချင်တယ်ဒိုမီနိတ်လုပ်ချင်တယ်ဒါမှမဟုတ်လို့ရှိရင်သူရဲ့လောက်လာတဲ့များဘောလုံးတွေအကုန်လုံးကိုသူရဲ့ passion တွေ passion တွေနဲ့ဒါကစားချင်တယ်ဆိုရင်တော့မေဆင်မောင်းကအသင်းတော်ဆုံးကစားသမားသုံးပေမဲ့လည်းဒါအသင်းကရုန်းကန်နေရတဲ့အချိန်မှာ counter tight sit တီတူးချင်း individual skill တွေနဲ့ပြန်ပြန်အသင်းကိုဒါသူတို့ရင်ဆိုင်ရမယ်ဆိုတဲ့အနေအထားမျိုးမှာ မာတီးယက်ကုညာကပို့ပြီးတော့ပွဲထွက်လာနိုင်ခြင်းရှိတယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့မာတီးယက်ကုညာကဘောကေရီယာကောင်းတဲ့ဆိုတော့မှဖြစ်တယ်။ဒါသူ့ရဲ့ဒရဘင်စကိတ်လည်းအရန်ကောင်းတယ်။ဒါခရော့တွေလည်းတော်တော်ကောင်းတဲ့ဆိုတော့မှဖြစ်တယ်။အဲ့ညံမှာအန်မူဘောကတော့တေးကြတယ်ဗျာ။မာတီးယက်ကုညာနဲ့မေဆင်မှာဘသူ့ကိုတုံးလဲပဲကျွန်တော်ဆောင်းကြည့်ရမှာ။တိုက်စစ်မှာတော့ဘင်ဂျမင်ဆက်စ်ကိုပဲပွဲထွက်လာ။ဒီနေရာမှာကျွန်တော်တို့အသင်းနှစ်သင်းကတိတ်ပြီးတော့ကွာခြားလာတဲ့လူစင်းကိုတော့ပိုင်ဆိုင်ထားတာမဟုတ်ဘူး။တို့ပင်မဲ့လေ။ဒါပေမဲ့အသင်းကဒီအပွဲစဉ်မှာတေးကြပေါင်းအနိုင်သုံးမှတ်ရဖို့အတွက်လိုအပ်တယ်။ ဆိုတော့အဲ့ဒီပွဲစဉ်ရဲ့ရလဒ်တွေကိုကျွန်တော်ကိုယ်အနေနဲ့ဘယ်လိုမျိုးရလဒ်တွေထွက်လာမယ်လို့ထင်ကြလဲဘယ်လိုထင်ကြလဲကျွန်တော်အနေနဲ့ကတော့အဲ့ဒီပွဲစဉ်မှာလဘာဘူးအတင်းကတော့တေးကြပေါ့အနိုင်ရလဒ်တခုစွမ်းဆောင်နိုင်နေမယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ပွဲချုပ်သုံးသက်ချက်ရဲ့နောက်ဆုံးအချက်ကိုပြောရမယ်ဆိုတော့လဘာဘူးအတင်းအဲ့ဒီပွဲစဉ်မှာ2-0 3-1လောက်နဲ့အနိုင်ရရှိမယ်လို့တော့ကျွန်တော်အနေနဲ့ခံမမိတယ်ပေါ့နိဆိုတော့ကျွန်တော်ကိုယ်ကတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးဘယ်လောက်ရလဒ်တွေထွက်ပေါ်လာမယ်လို့ခံမမိကြတယ်ချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း like subscribe လုပ်ပေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ဗျာ